င်းမြန်မာနယ်စပ်ကကြားဖြန့် online လင်းလည်မှုနေနည်းရေးကိုအမေရိကန်ကစစ်ဝင်စားကြောင်းဒီနှစ်စံပိုင်းမှာပြသခဲ့ပေမဲ့လက်အတန်ကြာညင်သက်ညိခဲ့ပါတယ်။နိုဝင်ဘာလထဲမှာအမေရိကန်ရဲ့ခြေလှမ်းကပြန်တွက်လာပြီး online ငွေလင်းလုပ်ငန်းကြားဖြန့်တိုက်ခိုက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းလိုက်ပါတယ်။ American ရှိနေဂျိုယုံတရားရေးဌာနရာဇဝတ်ဌာနကွဲ FBI နဲ့ US Secret Service တို့ပါဝင်ဖွဲ့စည်းထားတဲ့ဒီအဖွဲ့ဟာမြန်မာက online ငွေလင်းကိန်းနှစ်ခုကို စုံစမ်းထောက်လန်းတာတွေလုပ်ခဲ့ပြီးပါပြီ။တာပြင် DKBA ရဲ့အထိပ်ပိုင်းခေါင်းဆောင်တွေထိတဲ့ Saw City, Saw Singwin, Saw Sang Aung နဲ့စိုင်းကြော်လာတို့ကိုအမေရိကန်ကတန်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။အစောပိုင်းကတည်းကအမေရိကန်ဟာကရင်တရားဆောင်တက်ကော်ဒီနာမည်ပြောင်းထားတဲ့ KNN နဲ့ခေါင်းဆောင်ပိုင်းတွေထိတဲ့ဘူမူကြီး Saw ချက်သူ၊ဘူမူ Saw Tinwin ဘူမူကြီးစောမင်းမင်းဦးနဲ့ဘူမူကြီးစောချက်သူရဲ့တားနှစ်ဦးတို့ကိုတန်ခတ်ပိတ်ဆို့ထားပြီးပါပြီ။ အထူးသဖြင့်အမေရိကန်ပါလာတဲ့ပုံမှာတရုတ်ကလိုလားမှမဟုတ်ဘူးလို့အကဲခတ်တွေကသုံးသပ်နေကြပါတယ်။မြန်မာစစ်ကောင်စီနဲ့ပြောရေးဆိုရေးခွင့်ရှိပုံမှုဂျုတ်ဇော်မင်းထွန်းကလည်းသူတို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းကကြားဖြန့်နေနေရေးကတည်းကတရုတ်နယ်ပူပေါင်းဆောင်ရွက်နေပြီးမြော်ရီဒေတာမြန်မာထိုင်းတရုတ်သုံးနိုင်ငံသုံးပွင့်ဆိုင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ Trilateral Cooperation for CV ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်ကတရုတ်နိုင်ငံကူမင်မြို့မှာကျင်းပခဲ့တဲ့ တရုတ်မြန်မာထိုင်းကမ်ဘောဒီးယားလာအိုနဲ့ဗီယက်နမ်၆နိုင်ငံအွန်လိုင်းလင်လယ်မှုပူးပေါင်းတိုက်ခိုက်ရေးအစည်းအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းမြန်မာကပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်အမေရိကန်ပါလာနဲ့အပေါ်မှာတော့အွန်လိုင်းလင်လယ်မှုတိုက်ခိုက်ရေးဆိုရထက်နက်နဲတဲ့လူဟုရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ဗိုလ်ချုပ်စော်မင်းလုံကပြောပါတယ်မြန်မာထိုင်းတရုတ်ထုံးနိုင်ငံပေါင်းဆောင်ရွက်နေတဲ့ထိုင်းမြန်မာနယ်စပ်ကကြားဖြတ်နေနေမှာအမေရိကန်မှာထဲထဲဝင်ဝင်ပါလာတဲ့အတွက်လူဆိုးကုန်တွေရော ဒေတာတွင်ကောက်ဆောက်တွေပါတတိထားစရာကိစ္စဖြစ်လာပါတယ်မြန်မာတရုတ်နယ်စပ်ကကြားဖြန့် online လိမ်လည်မှုနိုင်နင်းရေးကိုအကြောင်းပြုပြီးမြန်မာနိုင်ငံရဲ့စစ်ရေးအခြေအနေအကြီးအမားပြောင်းလဲသွားခဲ့တာကိုမနေ့ကမြင်ခဲ့ကြရပါပြီကြားဖြန့်နိုင်နင်းရေးရတူတဆယ်နှစ်ဆက်ခုန်ဆစ်စင်ရေးအရှိအမြောက်တိုင်းစစ်တခန္တာချုပ်ကြာဆုံးမှုနဲ့နေပြည်တော်အာနာဇတ်ကိုမျိုးစုတိုင်းရင်းသားတပ်တွေကချင်းချောက်မှုတွေဆက်လိုက်ဖစ်ခဲ့တာပါမြန်မာနိုင်ငံအရှိအမြောက်ကအကြားဖြန့်ဇလန်းခေါင်းကိုအရှိအတောင်ဘက်မှာပြန်မြင်နေပြီး ထိုင်းနိုင်ငံပါဝယ်ပတ်သက်လာတဲ့အထဒေတာရင်းပြဿနာဖြစ်လာပါတယ်။တရုတ်အစိုးရအလို့ရရှိနေတဲ့ကြားဖြန့်ပတ်ပြောက်ရေးကိုထိုင်းကအပြစ်ဝါပူပေါင်းပြနေပြီးမြန်မာလိုအထီးကိတ်မများအောင်ရှောင်းကျဉ်ပုံရပါတယ်။ဒါကြောင့်ကြားဖြန့်လုပ်ငန်းအများပြားတည်ရှိတဲ့မြန်မာထိုင်းနယ်စပ်မျိုးရီမှုမှာအာနာပြင်းကဗမုကြီးစောချက်တူကိုဖမ်းဝရန်ထုတ်ဖို့ထိုင်းကခြေလန်းပင်လိုက်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မျိုးရီမြွတ်နယ်မှာအခြေစိုက်တဲ့ကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းကိုမြန်မာထိုင်း တရုတ်တမကဘဲနဲ့အမေရိကန်မှာစိတ်ဝင်စားလာတဲ့တွေ့ရပါတယ်။ဆန်ရှင်တီထားတဲ့ဘီလီယံနာတက်မှု2009ခုနှစ်နဲ့2010ခုနှစ်တွေမှာနေကြာဆောင်တက်မှုတွေအဖြစ်အသွင် ပြောင်းခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုမြန်မာစစ်တပ်ကလုံပိုင်ခွင့်တွေပေးခဲ့ပါတယ်။အဲ့ဒီထဲမှာတိုးတက်သောဘူဒဝါဒကရဏမျိုးသားအစည်းအရုံး DKBA ခေါင်းဆောင်တူဦးဖြစ်တဲ့ဝမူကြီးစောချေသူတွေအပါအဝင်ဖြစ်ပါတယ်။ ကရင်နယ်ကြားဆောင်တပ်မိုးဗိုလ်မှူးကြီးစောချစ်သူရဲ့နောက်ထပ်နာမည်ကဥဆန်မင်းဖြစ်ပါတယ်။တရားဝင်ရောတရားမဝင် လုပ်ငန်းတွေထဲမှာခွေဝော့ချမ်းသာလာတဲ့မြမစစ်တပ်ရဲ့တိုင်းရေးသားမဟာမိတ်တွေဟာသူတို့ထိန်းချုပ်နေမြေထဲမှာကြားဖြန့်လုပ်ငန်းတွေကိုလက်ခံခဲ့မိတဲ့အတွက်ဒုက္ခကြုံလာရပါတယ်။ကိုကန်နယ်ကြားဆောင်တပ်မိုးဝေဆန်းနဲ့ကိုကန်ပြည်သူစစ်ခေါင်းဆောင်တွေဟာကြားဖြန့်တဲ့ဆက်ဆက်ရာဇဝတ်မှုဆွဲချက်တွေနဲ့တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရပါတယ်။ ကိုကန့်ရဲ့ချသာဆုံးမိသားစုကြီး၄ဟုထည့်တဲ့ပယ်မိသားစုမိမိသားစုဝေမိသားစုနဲ့လီယိုမိသားစုဝင်တွေကို တရုတ်ကဖမ်းဝရမ်းထုတ်ခဲ့ပြီးတရုတ်နိုင်ငံဘက်ကလွှဲပြောင်းရယူခဲ့ပါတယ်။မြန်မာစစ်တပ်နဲ့ကာလရှည်မဟာမိတ်ထည့်တဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဥက္ကဋ္ဌဟောင်းပယ်စောင်းချိန်ကိုကန့်နေကြားဆောင်တမူဟောင်းဝေစန်းတို့အပါအဝင်ဝရမ်းထုတ်ထားသူတချို့ကို နေပြည်တော်ကနေအထူးလေရင်နဲ့တရုတ်ကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ ကိုကန်နေကြဆောင်တမှုဒီရဲ့ကံကြမ္မာဆိုးလို့ဂျုံလာမကိုဘုံမူကြီးစိုးချစ်သူစိုးရင်ပူပန်နေပုံရပါတယ်။သူ့မှာအပြစ်မရှိကြောင်း BBC ကိုပြောပြီးကြားဖြတ်တဲ့လူမောင်ကိုနိုင်နိုင်ရဲ့အထူးအဖွဲ့ကို ကိုတိုင်ဥဆောင်ဖွဲ့စည်းပြီးရှင်းလင်းရေးလွတ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုကန်ခေါင်းဆောင်တွေနဲ့တထေးတွေတုန်းကလည်းကြားဖြတ်ဓမ္မတွေကိုထုတ်ပေးခဲ့ကြမိမဲ့စက်သိမ်းမလာခဲ့တာတွေ့ရပါတယ်။ဘုံမူကြီးစိုးချစ်သူက မြဝတီကကြားဖြန်တွေကလူမောင်ကိုကူးခဲ့ရသူထုံလွန်းနဲ့အထိသူကဲထုတ်ပေးခဲ့တယ်လို့ BBC ကိုပြောထားပါတယ်။တဖက်မှာလည်းလူကုန်ကူးမှုတွေမှာပန့်ပိုကူညီလို့ဆိုတဲ့ဆွဲချက်နဲ့ဗိုလ်မှူးကြီးစောချစ်သူကို UK ကတန်ကပိတ်ဆို့ထားပါတယ်။လူအခွင့်အရေးချိုးယွတ်မှုတွေကိုစုံလမ်းဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကလည်းဗိုလ်မှူးကြီးစောချစ်သူမိသားစုနဲ့ BGF KNA တပ်ဖွဲ့ဝင်အချို့ဟာ တရုတ်၊ထိုင်း၊မလေးရှား၊ကမ္ဘောဒီးယား၊စင်ကာပူနိုင်ငံစားလက်မှတ်ကိုင်ဆောင်ထားတဲ့ရာဇဝတ်လွတ်ဖို့ကိုင်ခံတွေနဲ့ကြီးမားတဲ့ရာဇဝတ်စည်းဝါးကွန်ရက်တစ်ခုကိုတည်ဆောက်ထားတယ်လို့2024ခုနှစ်ကထုတ်ဖော်ထားပါတယ်။ Justice for Myanmar ရဲ့စုံစမ်းဖော်ထုတ်မှုမှာကြားဖြန့်ထုတ်ရတဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီရှိခုထက်မနည်းမှာဘုံမူကြီးစောချစ်သူနဲ့မိသားစုဝင်တချို့ရှယ်ယာပါနေတယ်လို့ဆိုပါတယ်။ဘုံမူကြီးစောချစ်သူဟော BGF ပိုင်တရားဝင်စီးပွားရေးလုပ်ငန်းတွေရောတရားမဝင်စီးပွားရေးလုပ်ငန်းတွေကမှဘီလီယံကြီးတဲ့ဝင်ငွေတွေရောက်နေတဲ့အကြောင်း Justice for Myanmar ရောအမေရိကန်ငြိမ်းချမ်းရေးအစတီကျူရောထုတ်ပေါ်ထားပါတယ်။အမေရိကန်ငြိမ်းချမ်းရေးအစတီကျူကကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေခုကော့မှာ online ငွေလင်ကမ်းကြားဖရန်တွေအကြောင်းမနေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံမှာဘုံမူကြီးစောချစ်သူရဲ့သူအောက်ကဘုံမူသေးတို့နဲ့ဘုံမူတင်ဝင်တို့ကို online ငွေလင်ကမ်းကြားဖရန်လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေဖြစ်ဖော်ပြထားပါတယ်။ဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ BGF KN တွေဟာထိုင်းမြန်မာနေကြာဆက်မှာကြားဖြန့်လုပ်ငန်းတွေကိုလုံခြုံရေးပေးနေတယ်လို့ GFM ရော data ရင်းအကဲခတ်တွေပါရောပြောပါတယ်။ကြားဖြန့်ကိုကန့်မြောက်ဝရီမြန်မာနိုင်ငံရဲ့နိုင်ငံရေးရေကန်မြေကန်ကကြားဖြန့်လုပ်ငန်းတွေရှင်သန်ကြီးထွားဖို့အတွက်အကြိုက်တွေ့စရာဖြစ်ပါလေ။ နာရာရှိဖြီးတွင်းစင်နဲ့ဗဟိုအစိုးရရဲ့အာနာဇတ်အောက်ကလွတ်ကင်းနေတဲ့နေမီတွေကကြားပြန်ကြားတွေကျင်လည်ဖို့စားချက်ကောင်းတွေထင်နေပါတယ်။တရုတ်နယ်စပ်ကကိုကန်ထစ်စင်နဲ့ထိုင်းနယ်စပ်ကမြဝတီထစ်စင်တွေမှာတူညီတဲ့အချက်အများအပြားရှိနေပါတယ်။မြန်မာစစ်တပ်နဲ့မဟာမိတ်ဖြစ်ခြင်းတရားမဝင်လုပ်ငန်းတွေကနေဘီလီယံချီချမ်းသာကျွယ်ဝလာခြင်းဗဟိုအစိုးရတိုက်ရိုက်ဖြေးချုပ်မှုအောက်ကနေကင်းလွတ်ခြင်းကြားပြန်လုပ်ငန်းတွေကိုလက်ခံထားမိခြင်းနဲ့နယ်စပ်ဒေသမှာရှိနေခြင်းတွေဖြစ်ပါတယ်။ ချက်ဖြက်လုပ်ငန်းတွေရဲ့အစကနီးပညာရှင်တွေကိုနီးပညာနဲ့ပါသက်ပြဲလုပ်ငန်းတွေအတွက်လက်အစအများပြားရမယ်လို့တရုတ်ယာဇဝိတ်ဂွိုင်းတွေကမတ်လုံးပေးခေါ်ဆောင်ပြီးအွန်လိုင်းကသင့်လိန်လဲခိုင်းတာဖြစ်ပါတယ်။ကုကန်ဒေတာနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကချက်ပြန့်လုပ်ငန်းတွေကိုနှိမ်နင်းလိုက်တဲ့အခါမြဝတီရွှေကုတ်ကိုနဲ့ KK Park နယ်မြေကချက်ပြန့်ဗဟိုချက်ပြန်ထစ်လာပါတယ်။ မြောက်ဝတီရွှေကုတ်ကုံနဲ့ KK Park နဲ့မြေထဲကလူကုန်ကူးခံရသူတွေကထိုင်းနိုင်ငံဘက်ကနေဝင်လာတဲ့သူတွေလို့စစ်ကောင်စီဘက်ကရောဗမူးကြီးစောချစ်သူကပါပြောပါရယ်အဓိကအဲ့ဒီလူမောင်ကိုတွေကဘဲကလာလဲအခုလုံနေတဲ့ online ကြားပြန့်လုပ်ငန်းတွေကကျွန်တော်တို့သွားခေါ်လာတာလဲတယောက်မှမရှိပါဘူးပြောရမယ်ဆိုရင်ရှင်းရှင်းလေးပဲထိုင်းနိုင်ငံကိုဖျက်လာပြီးတော့တရားဝင်တဲ့အပေါက်ကနေကူးလာတဲ့သူတွေကြီးပဲလို့ဗမူးကြီးစောချစ်သူက BBC ကိုပြောပါရယ် မြော်ဝတီချင်းနီဟာကိုကန့်ချင်းနီနဲ့ကွဲပြားပြီးကရင်လက်နက်ကိုက်တပ်ဖွဲ့တွေကြားကဆက်ဆံရေးဟာနားလည်ရခတ်တယ်လို့ American ညင်ကြိုင်း Institute USIPA မြန်မာရေးအညွန်ကြိုင်းရေးမှူး Jason Tawa က BBC ကိုပြောပါရယ်ကိုကန့်ကိစ္စမှာကိုကန့်နေဂျာစနန်တန်နဲ့မြန်မာစစ်တပ်ကတပ်ဖွဲ့ကြားဖြတ်နိုင်နေရေးတူတာတရုတ်နဲ့မြောက်မိုင်းမဟာမိတ်ဖွဲ့တွေထောက်ခံမှုကိုရထားတဲ့ကိုကန့် .MNDAA ကတပတ်ဆိုတဲ့ချင်းနီရှိခဲ့တယ်လို့သူကပြောပါရယ် လောက်ကိုင်မာတို့ကတရုတ်ခါသူ့နေဆက်ဖြစ်တာကြောင့်ကြားဖြတ်နေနေရေကိုနေဆက်ဖြတ်ကျော်ပြီးမြန်မာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ဝရန်ထုခါသူလူနဲ့တရုတ်ခန်တွေကိုနေဆက်မှာအလွယ်တကူပဲလက်ပြောင်းရယူထောင်းနိုင်ခဲ့ပါတယ်။ထိုင်းနေဆက်မျိုးဒီမှာတော့တရုတ်ကနေဆက်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အခြေအနေမရှိတာကြောင့်ထိုင်းအစိုးရနဲ့အတဆင့်ခန့်ဆောင်ရွက်ရတဲ့အခြေအနေဖြစ်လာပါတယ်။တရုတ်နဲ့ထိုင်းအစိုးရအဖွဲ့ဝင်တွေကအပြန်အလှန်ခရီးစဉ်တွေရှိလာပြီးကြားဖြန့်ကိစ္စကလွန်မိုးထားပါတယ်။ တရုတ်ပြည်ဦးလုံခြုံရေးဒူးဝန်ကြီးဇန်နဝါရီလကွန်ပိုင်းကထိုင်းမြန်မာနယ်စပ်မဲဆောင်နယ်မဲဆိုင်မြို့တွေအထိတွားရောက်ခဲ့တဲ့အဓိကတာဝန်ကကြားဖြတ်နေနေကြီးဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတွန်တန်ရဲ့တရုတ်ခီးစင်မှာတရုတ်သမ္မတရှီကျင့်ဖင်နဲ့ကြားဖြတ်နေနေကြီးဆွေးနွေးခဲ့ပါတယ်။ဒီအချက်တွေကမြန်မာနိုင်ငံနယ်နိမိတ်ထဲမှာခြေကူယူထားတဲ့ကြားဖြတ်ကိန်းတွေဟာဒီသားရင်းပထမဖြစ်ပုံပေါ်လာတယ်ဆိုတာထင်ရှားပါတယ်။ခြေလန်းသွက်တဲ့ထိုင်းအစိုးရမဲဆိုတာတရုတ်မင်းသားဝမ်ရှင်ဖြစ်စင်မှာထိုင်းကတတိပြုမိခဲ့ပါတယ်။ ။ထိုင်းပြည်မှာနေဆက်မဲဆောင်မျိုးမှာဇန်နဝါရီလစန်းတုန်းကနောက်ဆုံးတွေ့ခဲ့ရပြီးလီးရဲ့ပျောက်သွားခဲ့တဲ့တရုတ်တရုတ်ဆောင်မင်းသားဝမ်ရှင်းဗဒင်ဟာထိုင်းတရုတ်နဲ့မြန်မာမီဒီယာတွေမှာပါလူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့တဲ့တင်ရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်အပြီးမှာတရုတ်နိုင်ငံကြားရေးဝန်ကြီးဝမ်ကြီးကအာဆီယံထက်နမန်တွေကိုအွန်လိုင်းလောင်းကစားတွေနဲ့လိန်လယ်မှုတွေကိုအာဆီယံနဲ့ပူးပေါင်းပြီးနေဆက်ဖြတ်ကျော်နှိမ့်နှင်းဖို့အဆင့်ထင်ထိနေပြီလို့ဘေကျင်းကိုခေါ်ပြောခဲ့တာဖြစ်ပါတယ်။ ထိုင်းဟာမြန်မာစစ်ကောင်စီရဲ့ကြားဖြတ်နေနေလုပ်ငန်းစဉ်နှေးကွေးမှုကြောင့်အထိခိုက်များခဲ့ကြတာကိုသင်ကန်းစာယူခဲ့တယ်လို့ဒေတာတွေနိုင်ငံရေးအကြေခတ်တွေကသုံးသပ်ကြပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထွန်တန်ရဲ့တရုတ်ခရီးစဉ်ကာလအတွင်းမှာမြန်ဝရီကကြားဖြတ်လုပ်ငန်းတွေကိုကြီးဝတဲ့လျှက်စစ်မီဖြတ်တောင်မှုအင်တာနက်ဖြတ်တောင်မှုနဲ့လောင်စာစီဖြတ်တောင်မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ထိုင်းကာဝေးဝန်ကြီးကိုယ်တိုင်မဲဆောင်မြို့အထိတွားရောက်ကိုကဲလေလာဖြစ်ပါတယ်။ကြားဖြတ်နေတဲ့ရေကိုအကတိကင်းကလုံးနိုင်အောင်ဇီဝဲဒီမဲဆောက်မှတာဝန်ကျခဲ့တဲ့ရဲမှုချုပ်တွေကိုနေရာတွေရွှေ့ပြောင်းခဲ့ပါတယ် ဘူမူဂျီဆော့ချီတူကဘာဝရန်ထောက်ဖို့လုပ်လိုက်တဲ့အတွက်ထိုင်းဟာကြားဖြတ်နေနေရေးကိုတောက်လျှောက်အာယုံဆိုင်လုပ်နေပြီဆိုတာပေါ်လင်လာပါတယ်။ဒါကြောင့်လေတရုတ်သမ္မတဆီဂျင်းဖင်ကထိုင်းဝန်ကြီးချုပ်ပေထွန်တန်ရဲ့အတွေ့အမှာထိုင်းရဲ့ကြားဖြတ်နေနေရေးကိုခြေကျူးထော်မနာပြုခဲ့တာဖြစ်ပါတယ်။ဘူမူဂျီဆော့ချီတူကိုတရုတ်ကဝရန်မထုတ်ခင်ထိုင်းကအရင်ဦးအောင်ထုတ်တာထိုင်းကတရုတ်နဲ့ပြေးလဲခြင်းတယ်လို့နိုင်ငံရေးအခက်ခတ်တူကပြောပါတယ်။တရုတ်ကထိုင်းမြင်နယ်ကိုလိုရထပ်ပို့သုံးလာမှာကိုထိုင်းဘက်ကထိန်းညှိနေတာဖြစ်ပါတယ်။ မနစ်ကဆလိုမဲဆောင်မှာတရုတ်ထောက်လန်းရေးထိုင်နေပြီးတရုတ်လိုမျိုးကြားဖြန်တရားသကိန်းတွေကိုလေရင်နဲ့ခေါ်ထုတ်သွားခဲ့တဲ့အဖြစ်အစဉ်တွေရှိခဲ့တဲ့အကြောင်းထိုင်းစစ်တပ်နဲ့နှိစက်တဲ့ BBC သတင်းအင်ဂျင်အမြစ်ကပြောပါတယ်။ဒါအပြင်တရုတ်ပြည်သူလုံခြုံရေးဒူးဝင်ကြီးသွားခဲ့တဲ့မဲဆောက်နယ်မဲဆိုင်ကိုကြားဖြန်စစ်ဆင်ရေးအတွက်တရုတ်အထူးတပ်ဖွဲ့တွေလာမဲ့ရပိုင်အတွင်းရောက်လာဖို့ရှိတယ်လို့နောက်ထပ် BBC သတင်းအင်ဂျင်အမြစ်တအူးကထပ်ပြောပါတယ်။အမေရိကန်လည်းပါဝင်လာပါတယ်။ ထိုင်းဟာတရုတ်နဲ့ပူးပေါင်းဆောင်ရနေပေမဲ့အမေရိကန်နဲ့စကားပြောဖို့လည်းမပြတ်ကွက်ခဲ့ပါဘူး။ထိုင်းတရားရေးဝန်ကြီးထာဝီဆော့ဆွန်ကထိုင်းနိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်ကြီးနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ခဲ့တဲ့အကြောင်းထုတ်ပြောပါရတယ်။နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ဆက်ဆက်ပြီးလူကုန်ကူးခံရတဲ့အမေရိကန်နိုင်ငံသားတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြကြပါရတယ်။ဒီအကြောင်းထိုင်းသတင်းတွေကလည်းဖော်ပြခဲ့ကြပြီး BGF လူကုန်ကူးတန်တရားရှိသူတွေကိုဖမ်းဆီးဖို့ American တရုတ်လိုနဲ့ထိုင်းပူးပေါင်းဆောင်ရွက်မယ်လို့ခေါင်းစဉ်တပ်ပါတယ်။ ရွှေသီကနယ်မြေထဲမှာပါဝင်တဲ့တာချီလိတ်မဲဆိုင်ကိုကြားဖြတ်နိုင်နေရဲ့အကြောင်းပြပြီးတရုတ်ကဝင်လာမှာကိုအမေရိကန်ကဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူးလို့နိုင်ငံရဲ့အကဲခတ်တအူးကပြောပါတယ်။ရွှေသီကနယ်မြေထဲမှာမူရဲဆေးဝါးတိုက်ဖြတ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်ကဝင်ရောက်နေတာကြားပါပြီ။အမေရိကန်နဲ့အခြားနိုင်ငံတွေကငွေလိမ်ကုန်းတွေနဲ့လူကုန်မှုကုန်းတွေကိုနေကြားဆောင်တက်ကကာကွယ်ပေးနေတာမို့လို့အမေတလုံးကြောင့်ရင်ပြဿနာဖြစ်လာနိုင်တယ်လို့ USIB ရဲ့မြန်မာရေးရညွန့်ကြားရေးမှူး ဂျေဆန်တာဝါကပြောပါနဲ့ပြမှုကျွလွန်သူတွေကိုဥပဒေအကြောင်းကအေးအေးယူနိုင်ရေးမှာအမေရိကန်ကအကြီးအကျယ်စိတ်ဝင်စားမှဖြစ်ပြီးတော့လိမ့်မက်မှု ပြန်ပေးဆွဲဖန်ဆီးမှုလူကုန်ကူးမှုနဲ့တခြားအမျက်ထုံးမှုတွေနဲ့ပတ်သက်ပြီးတရင်ချက်လက်ရောက်ယူရေးမှာပါဝင်လာမှဖြစ်တယ်လို့သူကပြောပါတယ်။လက်ပြီးတော့ဘယ်လိုစဉ်းစားမလဲ။ နထံကူကူနဲ့နထံတရှိခုနစ်တွေမှာနေကြအဆောင်တမိုးလျှဖြစ်အသွင်ပြောင်းခဲ့တဲ့ဗမိုချီစောချစ်သူကိုမြမစစ်တပ်ကလွတ်ပိုင်권တွေပေးခဲ့ပါတယ်မြမစစ်တပ်ရတခြားတိုင်းရင်းသားမဟာမိတ်တွေဤသူထိပါတယ်ဒါပေမဲ့ကိုကန့်ဖြစ်စင်မှာမြမစစ်တပ်ဟာမဟာမိတ်ကိုကန့်လုံငန်းရှင်တွေနေကြအဆောင်တမိုးဟောင်းတွေနဲ့ပြည်သူစစ်တွေကိုတရုတ်လက်တက်တဲ့ထစ်ဆင်ရှိခဲ့ပါတယ်ထိုင်းတရားရေးဝန်ကြီးထာပြီးဆော့ဆွန်ကဝရန်ထုတ်ပြီးရင်ဖန်စီကြီးကိုအရင်လုံမယ်လို့ပြောထားပါတယ် တန်တရားရှိသူတွေဟာမြန်မာပိုင်တဲ့ထဲမှာရှိချပြီနဲ့နိုင်ငံကောင်းဆောင်တွေဒါဆန္ဒရှိရင်ဖမ်းဖို့မခတ်ဖို့လို့သူကပြောတဲ့အကြောင်းထိုင်းတရင်ဒီမှာဖော်ပြကြပါတယ်။နိုင်ငံကောင်းဆောင်တွေကဒီကိစ္စကိုနိုင်ငံအားလုံးအတွက်ချင်းချောင်းမှုလို့တတ်မှတ်ရင်မထင်မနေပူပေါင်းလာကြမှာပါလို့သူကပြောပါတယ်။ဘုံမကြီးစောချစ်သူကိုဝရန်ထုတ်ရင်လူကုန်ကူးမှုဆွဲချက်ပါပေါင်းဝင်လာမှာပါ။လူကုန်ကူးမှုဟာအာဆီယံနိုင်ငံတွေမှာနိုင်ငံဖြတ်ကျော်မှုကြောင့်ဖြစ်တာကြောင့် ဘယ်နိုင်ငံကမှကျူးလွန်သူတွေကိုလက်ခံထားလို့မရဘူးဆိုတဲ့အချက်ကိုထိုင်းဘက်ကဆွဲကြိုက်ထားပါတယ်။ဘုံမူကြီးစွားချစ်သူဟာကရင်နေဂျာဆောင်တပ် BGF ကနေကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNA ကိုမနစ်ကပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်အောက်ကနေခွဲထွက်ခဲ့တဲ့အခါအခုလိုအရေးကြုံတဲ့အခါမှာနေပြည်တော်ကကာကွယ်ပေးပါမလားဆိုတာလည်းစဉ်းစားရဖြစ်ပါတယ်။နေပြည်တော်အနေနဲ့လည်းအများကြီးစဉ်းစားခြင်းမရလိုက်ပါဘူး။ထိုင်းမြန်မာနယ်စပ်ကိုတွားခဲ့တဲ့တရုတ်လုံယုံရဲ့လက်ထောင်ဝန်ကြီးဖေဗူလာ14ရက်မှာနေပြည်တော်မှာရောက်လာပါတယ်။ လာဆောင်ဝကြီးခရီးစဉ်မှာထိုင်းမြန်မာနယ်စပ်ကကြားဖြင့်နေနေရဲမှာတရုတ်ထိုင်းမြန်မာပူးပေါင်းလှုပ်ဆောင်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ဘူမူကြီးစောချစ်သူဘော်နေပြည်တော်ရဲ့ဆုံဖြတ်ချက်ကတရုတ်နဲ့ထိုင်းရဲ့ဖိအားပေါ်မှာမူတည်နေတယ်လို့ဂျေဆင်ဒါဝါက BBC ကိုပြောပါတယ်။မြန်မာစစ်တပ်ကဘာမှမလုပ်ပေးရင်တော့အကျိုးဆက်အနေနဲ့ထိုင်းနိုင်ငံအထူးသဖြင့်တရုတ်နဲ့ဆက်ဆိုင်ရေးပြွံ့သွားလိမ့်မယ်လို့သူကပြောပါတယ်။